မင်္ဂလာပါရှင်ဘာမခက်တဲ့တဲ့ရင်ဌာနမှာပြန်နေကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပရမအောင်ဆုံးတဲ့နေနဲ့ဂျိုးမင်ကောင်တွင်ပြည်သူနှအိုးကိုပြစ်ခတ် တပ်ဖြတ်ခဲ့တော့နေတဲ့ရဲ့မန်ဟင်းဆိုင်ငယ်စီလာခြင်းတော်လည်းရဖွဲကပြစ်ခတ်နေဆက်ရနေအတွင်းသို့ဝင်ပြေးတော့လဲနေတဲ့ရဲ့မန်ဟင်းမလွတ်ပဲတည်ဆိုတဲ့တဲ့မဲဖြစ်ပါရရှင် ပဲဂိုးတိုင်းချူဝင်ကောင်မျိုးနယ်တွင်ပြည်သူနှုတ်အုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့သောအနေထင်းရဲမဟင်ပြစ်ခတ်ခံရပြီးတိတ်ဆုံသောကြောင့်တရားရီခိုင်တရင်383ညနှင့်တက်ခွဲလေးမြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဘုံမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်မေလ23ရက်နေ့နနက်10:00နာရီချိန်ပဲခူးတိုင်းချိုးပင်ကောင်းမြို့နယ်မြို့ရင်းအုပ်စုအလဲကုန်းချေးရွာနေမီရဲစခန်းမှာနေတိန်မှန်ဟင်းသည့် ချိုးပင်ကောင်မြို့ဘက်တို့အရွက်ဝက်ဖြင့်ဆိုင်ခင်စီလာစဉ်အလဲကုန်းချေးရွာအနောက်ဘက်လမ်းတွင်တာယာရီခိုင်တရင်383ညနှင့်တက်ခွဲလေးမြေောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ရဲဘော်များအားစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းနေရဲမန်ဟင်းဤပြစ်ခတ်ခံရသောအခါအနီးအနားရှိနေအိမ်တို့ဝင်ပြေးခဲ့ကြောင်းတော်လရင်တပ်ဖွဲ့ဝင်များကနေရင်ရဲမန်ဟင်းဝင်ပြေးသည့်နေရင်အထိဝင်ရောက်ကဥကောင်းကိုတနက်ဖြန်တစ်ချက်ပြစ်ခတ်ခဲ့သည့်ပြင်ပွဲချင်းမိတိတ်ဆုံးခဲ့ကြောင်းသိရှိရသည် တိဆုံသောသောနေရရဲ့မဟင်ထံမှခြေသရီးခြေ20တောင်းစကားပြောဆက်တလုံးဆိုင်ငယ်တစ်စီးနှင့်ငွေသား600ကျပ်သိန်းစီရရှိခဲ့ကြောင်းသိရှိရသည်တိဆုံသောနေရရဲ့မဟင်သည်ဆိုင်ငယ်စီးလာသည့်ပြည်သူနှုတ်ကိုရှမပေးဟုဆိုကား အချားစက်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းလူငယ်များကိုပေါ်တာဆွေးဖန်ဆီးခြင်းတက်ကြွလှုပ်ရှားသူများနဲ့တော်လင်းရဲဘော်များ၏အချက်အလက်များကိုစုံစမ်းထောက်လန်းခြင်းပြည်သူများထံမှအကြောင်းမျိုးမျိုးပြရည်ချင်းချငွေတောင်းခြင်းများလှုပ်ဆောင်နေသောကြောင့်ယခုကဲ့သို့အရေးယူရခြင်းဖြစ်ကြောင်းသိရှိရသည်ပြည်သူများအနေဖြင့်တော်လင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြသည့်စစ်တပ်နှင့်တောက်တိုင်များအနေသို့သွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြေလည်ကြရန်စစ်တပ်တောက်တိုင်များကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းတာယာရီခိုင်တိုင်383ညနှင့် က်ခွဲလေမြောင်ပြောက်ကြားတပ်ဖွဲ့အုပ်ဘူးကတရီပေးချက် ထုတ်ပြန်ထားသည်ရခုဆလဘီစစ်တွေမှမွတ်စလင်များကိုစစ်တပ်ကနေကျော်ခရီးသွားခွင့်ပိတ်ပင်ထားပြီးစေကူတာခွင့်အလဲအပန်းနှင့်ပညာရေးအတွက်ခရီးသွားလာမှုများအလုံးရဆိုင်တာမွတ်စလင်လူငယ်များကိုစစ်ကောင်စီကစစ်မှုထမ်းအဖြစ်စုဆောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွတ်စလင်များကိုစစ်ကောင်စီကနေချောခီးတော်လာခွင့်ပိတ်ပင်ထားပြီးစေကူတော်ခွင့်အလေတော်ရောက်ခွင့်နဲ့ပညာရေးအတွက်ခီးတော်လာမှုများအလုံးကိုရပ်ဆိုင်းထားကြောင်းစစ်တွေမြို့မှာမွတ်စလင်အတိုင်းဝန်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွတ်စလင်များအနေဖြင့်ဈေးကူသားမှုခံယူရန်ဖြစ်စေအလဲဘက်ခီးစဉ်အတွက်ဖြစ်စေပညာရေးကိစ္စဖြစ်စေအခြားပြည်နယ်တိုင်းများသို့တွားရောက်လိုပါကပုံစံလေးလျှောက်ထားရကြောင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကမွတ်စလင်များကိုပုံစံလေးထုတ်ပေးမှုများကိုတင်းကျပ်ခဲ့ရမှာရခိုင်အခါတွင် လုံးဝမထုတ်ပေးသလောက်ဖြစ်သွားပြီးခီးသွလာခွင့်ပိတ်ပင်ထားကြောင်းသိရှိရသည် စစ်တွေမှာမွတ်စလင်အများစုကမှတ်ပုံတဲမထုတ်ပေးပါဘူးရှောက်ထားရင်လည်းနှစ်နဲ့ချီပြီးကြားတယ်မပေးဘူးနောက်ဆုံးနေမကောင်းဖြစ်လို့ဈေးကူတမှုခံယူဖို့အတွက်ပုံစံလေးရှောက်ထားပြီး45ရက်အရှံကုန်မျိုးကိုလာလို့ရတယ်အရင်ကရတယ်အခုတော့မရတော့ဘူးပုံစံလေးရှောက်ထားရင်စစ်တွေမျိုးလဝကရုံမှရှောက်ထားပြီးရန်ကုန်တိုင်းလဝကရုံကိုပို့ရတယ်ရန်ကုန်တိုင်းလဝကကစစ်ဆေးပြီးရင်စစ်တွေမျိုးရုံကိုပြန်ပို့တယ်မှန်ကန်ကြောင်းဆိုပြီးဒါတပိုင်းပြီးပြီ စစ်တွေမျိုးလာဝကဆက်ဆဲပြီးတော့မှစစ်တပ်စီကိုပို့ပြီးစေအရာရှိကလက်မှတ်ထိုးပေးမှသွားဝင်ရတယ်။အခုကတော့စေအရာရှိကလက်မှတ်ထိုးမပေးဘဲအချိန်ဆွဲငွေတောင်းမို့ထိုးလည်းမပေးတော့ဘူး။သွားလို့လည်းမရတော့ဘူးဟုစစ်တွေမျိုးမှမွတ်စလင်တူကဆိုသည်။စစ်တွေမျိုးမှမွတ်စလင်များမှကျမ်းမာရေးမကောင်းမွန်၍မျိုးပြရင်စေဝါကုသခွင့်ရရှိရန်ပုံစံလေးရှောက်ထားပြီးလက်ငွေများလည်းအများပြားပေးဆောင်ရကြောင်းတို့ရရင်လူနာမှာတည်သွားသည့်တိုင်ခီးသွားခွင့်မရပဲပေးထားသည့်လက်ငွေများဆုံးရှုံးမှုများလည်းရှိနေကြောင်းသိရှိရသည်။ ရန်ကုန်မှာစေကုသမှုခံယူမှုခရီးသွားဝင်ရှောက်ထိုင်းလူနာကတည်တယ်။တချို့လူနာဆိုရင်အသက်ရှင်နေမှုအတွက်အိမ်ပေါင်ပြီးပုံစံလေးရှောက်ထားကြတယ်၊ငွေလဲပေးထားကြတယ်။အဲ့ဒီလိုတိတ်ဆုံသွားကြတဲ့လူတွေလည်းအများကြီးပဲဟုဒေသမွတ်စလင်တို့ကရှင်းပြသည်။ရခိုင်ပြည်နယ်စစ်တွေးမြို့မှာမွတ်စလင်များအပေါ်ဆက်အနာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကပုံမှုခွဲခြားမှုများပြုလုပ်လာပြီးရခိုင်ကရှိနေခဲ့တဲ့ခွဲခြားဆက်ဆံမှုများမှာပုံမှုကြီးမားလာကြောင်းအထူးသဖြင့်လာဝကဥပဒေနှင့်သာမက လုံခြုံရေးအတွက်ပါအနေရှိသူများဖြင့်ခွဲခြားဆက်ဆံခံနေရကြောင်း စစ်တွေမျိုးမှမွတ်စလင်များကပြောဆိုကြသည်ယခုလက်ရှိစစ်တွေမျိုးတွင်အေကလာရောက်တိုက်ခိုက်မှုကိုဆိုရင်၍စစ်ကောင်စီကမွတ်စလင်လူငယ်များကိုစစ်မှုထမ်းဖြင့်ဆူဆောင်းမှုများရှိနေကြောင်းဒေသပြည်သူများကိုလည်းပြည်သူလုံခြုံရေးအဖွဲ့နှင့်စစ်တပ်အတွက်အလုံးလုံးပေးရန်ဖိအားပေးခိုင်းစေမှုများလည်းရှိနေကြောင်းသိရှိရသည်ဆလဘီမိုးကုံမျိုးနဲ့အောင်ချိုမျိုးတွင်စစ်ကောင်စီတပ်ကရှမန်နေညာပိုင်းလေရင်ဖြင့်ပေါင်900ပုံများကျဲချမှုနေအိမ်များပြက်စီးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တို့ကိုစစ်ကောင်စီတပ်ကရှမန်းနေညပိုင်းလေရင်ဖြင့်ပေါင်900ပုံများကျဲချခဲ့ရာနေအိမ်များပြက်စီးသွားကြောင်း TNL ကသတင်းထုတ်ပြန်သည်။မေလ13ရက်နေ့ည9:30မိနစ်အချိန် TNL သိမ်းပိုက်ထားသောရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုပေါင်900ပုံကျဲချခဲ့ကြောင်းအဆိုပါပုံမှာနောင်ချိုမြို့နယ်နေမြေ30စီရက်ကွက်တွင်ကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်9လုံးထိမှန်ပြက်စီးခဲ့ကြောင်းပုံကျဲချခြင်းတွင်တိုက်ပွဲပြားဖြစ်ပွားခြင်းမရှိကြောင်းသိရှိရသည်။ အလားတူမေလ23ရက်နေ့ည7:49မိနစ်အချိန် TNL သိမ်းပိုက်ထားသောမန္တလေးတိုင်းမိုးကုံးမြို့နယ်ရွှေလေးပြအနီးတစ်ဝိုက်သို့လေရင်ဖြင့်ပုံများကျေချခဲ့ကြောင်းသိရှိရသည်။ ထို့တူမေလ12ရက်နေ့ညအချိန်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမြို့နှင့်မိုင်းငောမြို့တို့ကိုစစ်တပ်ကလင်းအင်ဖြင့်ဘုံကျဲချခဲ့တဲ့ပြင်ပြည်သူတို့ထိဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါရက်ွက်ရှိပြည်သူနေ28လုံးလည်းဘုံစားထိမှန်ပြည့်စည်သွားခဲ့ကြောင်းသိရှိရသည်မိုင်းငောမြို့တာလုံးရက်ွက်ရှိစာသင်ကျောင်းအနီးတွင်လည်းဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် အကျန်းဖက်စစ်ကောင်စီတပ်က2025ခုနှစ်မေလ6ရက်နေ့မှ31ရက်နေ့အထိအပြစ်ခတ်ရစေးရေးတပ်တန်းတလထတ်တူထားတော်လဲမြေပြင်တွင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းဒရုန်းနှင့်လေကြောင်းဖြင့်နေ့စဉ်အသုံးပြုတိုက်ခိုက်လဲရှိကြောင်း TNL ကသတင်းထုတ်ပြန်ထားသည်ရခိုင်ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ဒီပင်းရင်မြို့နယ်အိုးထိန်တွင်းရွာစာတဲ့အကြောင်းကိုလေရင်ဖြင့်ပုံချေမှုကြောင့်ထရန်ရရှိသူများအနက်မှခလီငယ်တို့ထမှန်တည်ဆုံးပြီးစုစုပေါင်းတည်ဆုံးသူ24ဦးထိရှိလာဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းဒီပင်မြို့နယ်အိုထိန်တွင်ကျေးရွာစာသင်ကျောင်းပုံကျဲခံရပြီးတရရရှိသူများအနက် ကလေးငယ်နှစ်ဦးထမှန်သေးဆုံးသွားသဖြင့်စုစုပေါင်းသေဆုံးသူ24ဦးရှိလာပြီဖြစ်ကြောင်းဒီပိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှတောင်းအရှိသူတို့ကရှမ်းကုန်းခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်မေလ12ရက်နနက်9:35မိနစ်ကဒီပိုင်းမြို့နယ်ဦးထိန်တွင်ကြေးရွာစာတင်ကြောင်းကိုအကြမ်းဖက်စစ်ကောင်စီမိထီလာခြေဆိုင်ရှမ်းဒဲလီလေတံမှတက်လာသည့် MiG 29 Fighter အမျိုးအစားတိုက်လေပြင်ဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းဆရာမနှစ်ဦးနှင့်ကျောင်းသားကျောင်းသူကလေးငယ်20ဦးပွေချင်းမိသည်ဆုံးခဲ့ကြောင်းထို့ပြင်တရရရှိသူ102ဦးရှိ ပြီးတရားရရှိသူများနဲ့ဂျီတူကျောင်းသားအသက်၈နှစ်အရွယ်မှအောင်စေရသည်မေလ23ရက်နေ့တွင်၎င်းဂျီသရီကျောင်းသူအသက်17နှစ်အရွယ်မက်ပြပြငိမ့်သည်ယနေ့မေလ14ရက်နေ့နံပိုင်းတွင်၎င်းထပ်မံတည်ဆုံသောကြောင့်သိရှိရသည် မနေ့ကတယောက်နဲ့ဒီကနေ့မနက်တယောက်ထပ်မံတေးဆုံးသွားပါတယ်။တရားရတဲ့သူတွေထဲမှာစိုးရင်ရတဲ့ခြေအနေနဲ့ရင်ဆိုင်နေရသူတွေရှိပါတယ်။အရေးအတွက်ကိုတော့မပြောနိုင်ပါဘူး။မြေပြင်မှာကလူတွေအများကြီးထိခိုက်သွားတော့အလင်းသိမ့်တယ်လို့ဈေးကူသားပေးနေရတာပါ။ဈေးကူသားပေးရမယ့်အနေအရာတွေကလည်းတတော်များများကိုပြန်ကျဲရောက်ရှိနေကြတာ။တနေရာထဲမှာအေးအေးဆေးဆေးနဲ့ဈေးကူသားပေးရတာမဟုတ်တဲ့အပြင်အရေးပေါ်နေရာမျိုးစုံရွှေ့ပြောင်းနေရတဲ့မိဘတွေရဲ့ရှင်လွင်တော့ကအပူရင်းနဲ့ပြေးလွှာနေကြရတာပါ။ဒါကြောင့်ကလေးငယ်တွေရဲ့တန်ရာခြေအနေနဲ့ပတ်သက်ပြီးပြောပြရခက်ပါတယ်ဟု ဒီပင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့မှတောင်းရင်ရှိသူတို့ကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်စစ်ကောင်စီတပ်ဖွဲ့လေးကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံသူများမှာဆီယာမနှဦးចောင်းသား6ဦးနဲ့ចောင်းသူ16ဦးလိုဖြစ်ကြောင်းတရှိရသည်ဒီပင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့အနေဖြင့်တန်ရရတည်ဆုံသွားသောကလင်းငယ်များမိဘဆွေမျိုးများရွာသူရွာသားများကိုအန်ယူဂျီအစိုးရလမ်းညွှန်ချမ်းနေခြင်းအဖက်ဖက်မှဖေးမှကူညီဆောင်ရှောက်ပေးလျက်ရှိကြောင်းသိရှိရသည်။ ဆက်လက်ပြီးမင်းလောမြို့နယ်ဟိုင်းယူလန်းစုံနှင့်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများကို PDF တပ်ဖွဲ့ကဝန်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးစခန်းဆုံခွာထွက်ပြေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းမင်းလောမြို့နယ်ဟိုင်းယူလန်းစုံနှင့်တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝန်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးစခန်းဆုံခွာထွက်ပြေးသွားကြောင်းတန်ရရီခိုင်တရင်383ညာနှင့်တက်ခွဲငါမှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနတန်သူပြောဆိုသည်။မေလ17ရက်နေ့တွင်မိုးလေ12နာရီခန့် မင်းလာမြို့နယ်အပိုင်းစိန်ကန်းလက်မြို့ချောင်းရုံးမဖြတ်ကျော်လမ်းမရှိဟိုင်းယူလန်းစုံတိုင်းတပ်စခန်းဆောက်ကအထိုင်းချတပ်ဆွဲထားသောဂျမ်းဘက်စစ်ကောင်စီတပ်သားများထံပြည်သူပိုင်ကားမြောင်းကိုချောဆွဲ၍စစ်ကောင်စီတပ်သားများထမှန်ရောက်ရှိလာသည်ဟုသတင်းရရှိပြီးတရားရီခိုင်တိုင်383ညနှင့်တပ်ခွဲငါမှတော်လင်းရဲဝံများကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့သောတော်လင်ရဲဝတ်များတွားရောက်တိုက်ခိုက်စဉ်စကန်သို့ရောက်ရှိနေသောစစ်ကောင်စီတပ်သားအလုံးစုခွာထွက်ပြေးသွား၍၎င်းတပ်စကန်တိုင်းစစ်ကောင်စီတပ်သားများပြန်လည်နေထိုင်ခြင်းမပြုလုပ်နိုင်ရန်တော်လင်ရ ဲဘော်များကမီးရှို့ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။တော်လိုင်းရဲဘော်များမီးရှို့ရှင်းလင်းလိုက်သောဟာယူလန်ဆောင်တက်စကန်သည်2023ခုနှစ်ဆယ်လပိုင်းမှစတင်ပြီးစစ်ကောင်စီတပ်သားများအထိုင်ချနေထိုင်ကခြေရွာများကိုလက်နက်ကြီးများဖြင့်ရှမ်းသန်းပစ်ခတ်ခြင်း၊လမ်းတော်လမ်းလာပြည်သူများကိုဖမ်းဆီး၍ချင်းချောက်ငွေညစ်ခြင်း စသောပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေသောတက်စကန်တစ်ခုဖြစ်ကြောင်းသိရှိရသည်စစ်ကွေးတွေကပြည်သူပိုင်ကားတွေကိုချောဆွဲပြီးတက်လာတယ်လို့သတင်းရလို့ကျွန်တော်တို့ကတွားရောက်တိုက်ခိုက်တဲ့ချိန်စစ်ကွေးအားလုံးကတက်စကန်ကနေဆုတ်ခွာသွားလို့ကျွန်တော်တို့စကန်တစ်ခုလုံးကိုမိရှုရှင်းလင်းလိုက်တာပေါ့ဟုကာယာရီခိုင်တရင်383ညနဲ့တက်ခွဲငါမတောင်းရင်ရှိသူတို့ကပြောဆိုသည်